Burma Independent Voice ဘီလာရာဟ်မန်ရဟီမကျွန်တော်ဒီနေရာမှာစကားပြောနေရတာဟာကျွန်တော်တို့ပါလက်စတိုင်းပြည်သူတွေဂါဇာကမ်းမြောင်ဒေသမှာလူမျိုးတုံးတစ်ဖက်မှုဖြည့်ဆည်းမှုငွေပေးနဲ့နေရဲဆုံးခွာမှုစတဲ့စစ်ပွဲကိုအစ္စရေးသိမ်းပိုက်ထားတဲ့တပ်ဖွဲ့တွေရဲ့လှုပ်ဆောင်မှုကြောင့်ရှင်းဆိုင်ခဲ့ရတာနည်းနည်းနီးပါးကြာခဲ့ပါပြီဒီစစ်ပွဲအတွင်းမှာလက်နက်မဲ့ကလေးငယ်တွေမျိုးသမီးတွေနဲ့တကြီးရွယ်တွေအများဆုံးပါဝင်တဲ့ပါလက်စတိုင်းပြည်သူ3000ကျော်တိစုံထံရရခဲ့ပါတယ် ဒိန်းနဲ့ချီတဲ့လူတွေကိုဥယင်ဆုံးခွာစေပြီးအစားအသောက်နဲ့ဆေးဝါးထောက်ပံ့မှုတွေဝင်ရောက်ခွင့်ကိုပိတ်ပင်ခဲ့တဲ့အတွက်ပါလက်စတိုင်းပြည်သူနှစ်သန်းကျော်အငတ်ပေးဆိုင်ခဲ့ရပါတယ်။သူတို့ကလူမျိုးတစ်မျိုးလုံးကိုကြောင်းမွက်ဝယ်ကောင်းတဲ့ဝန်ရံပိတ်ဆို့မှုတွေပြုလုပ်ခဲ့ပြီးအိမ်တွေ၊ကျောင်းတွေ၊ဆေးရုံတွေ၊ချက်ကျောင်းတွေနဲ့လီဝစ်ကျောင်းတော်တွေအဆောက်အုံတွေနဲ့အခြေခံအဆောက်အုံတွေရဲ့80ရာခိုင်နှုန်းကျော်ကိုဖျက်ဆီးခဲ့ပါတယ်။ Israel ကလှုပ်ဆောင်နေတာဟာရိုးရိုးစော်ကားမှုတစ်ခုမဟုတ်ပါဘူး။ဒါဟာဆေးရဆွေးမှုဖြစ်တယ်လို့လူသားမျိုးနွယ်ပေါ်ကျူးလွန်နေကြဆွေးမှုလည်းဖြစ်ပါတယ်။ ဒါတွေအားလုံးကိုကျွန်တော်တို့မှတ်တမ်းတင်ထားပါတယ်။တမိုင်းစာအုပ်တွေနဲ့နိုင်ငံတကာရဲ့အသီးသီးအားစာမျက်နှာတွေပေါ်မှာ20နဲ့21ရာစုရဲ့အဆိုးရွားဆုံးလူသားချင်းစာနာမှုဆိုင်ရာကြေကွဲပွဲဖြစ်ရတဲ့နေရာတစ်ခုဖြစ်မှတ်တမ်းဝင်သွားမှာပါ။ပါလက်စတိုင်းနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့အရှိဂျေရုဆလင်ပါဝင်အနောက်ဘက်ကမ်းဒေသတွေမှာအစိုးရအစိုးရအစိုးရဟာတရားမဝင်အခြေချနေထိုင်မှုတွေတိုးချဲ့တာခြေချနေထိုင်ရာနေရာတွေကိုသိမ်းပိုက်ဖို့စီမံကိန်းတွေရေးဆွဲတာတွေကလည်းတစ်ဆင့်သူတို့ရဲ့ခြေချနေထိုင်ရေးဘူဝါဒတွေကိုဆက်လက်ကောင်းထည့်ပေါ်နေပါတယ်။ နောက်ဆုံးလှုပ်ဆောင်မှုကတော့ E1 ဆောက်လုပ်ရေးစီမံကိန်းဖြစ်ပြီးဒါဟာအနောက်ဘက်ကမ်းဒေသကိုနှစ်ပိုင်းခွဲပြင်မှာဖြစ်တယ်လို့တိမ့်ပိုက်ထားတဲ့ဂျေရုဆလင်ကိုသူတို့ပတ်ဝန်းကျင်ကနေတည်ကြဖြစ်သွားစီမှာပါနိုင်ငံတကူအဖြေကိုပျက်စီးစေပြီးနိုင်ငံတကာဥပဒေနဲ့လုံခြုံရေးကောင်စီဆုံးဖြတ်ချက်တွေအထူးသဖြင့်ဆုံးဖြတ်ချက်အမှတ်2334ကိုတည်တည်တသာချူဖောက်ရရောက်ပါတယ် ဒါပြင်အစ္စရေးဝန်ကြီးချုပ်ကသူခေါ်သလိုပိုကြီးမားသော အစ္စရေးအတွက် စီမံကိန်းတစ်ခုကိုတင်ညာခဲ့ပါတယ်။ဒါကိုကျွန်တော်တို့လုံးဝပယ်ချပြီးရှုတ်ချပါတယ်။ဒီစီမံကိန်းဟာချုပ်ချာအာဏာပိုင်အာရနိုင်ငံတွေလည်းကိုပါနေမြေချွတ်ထွင်ဖို့ပါဝင်နေပါတယ်။ဒါအပြင်ကာတာနိုင်ငံပေါ်ဖြစ်ဆက်ကြမ်းကြုတ်စွာတိုက်ခိုက်ခဲ့တာကိုလည်းကျွန်တော်တို့ရှုတ်ချပါတယ်။ ဒီလိုရက်တွေကဆိုးရွားတဲ့တင်းမာမှုဖြစ်သလိုနိုင်ငံတကာဥပဒေကိုလည်းကြောင်ကြောင်တင်းတင်းချိုးဖောက်တာဖြစ်တဲ့အတွက်ပြက်သားတဲ့ဂျာဝင်ဆောင်ရွက်မှုတွေနဲ့ဒီလိုနေပြည်တော်ချိတ်ချွေအစီအစဉ်တွေကိုတားဆီးဟန်တားမဲ့တိုင်းတာတွေလိုအပ်ပါတယ်။ဆိုးရွားတဲ့တရားဝင်ထောက်ပံ့မှုနဲ့အစီအပြေအောင်ဖန်တီးပေးထားမှုတွေကြောင့်ချေချနေဆိုင်သူတွေရဲ့အကြံဖတ်မှုကတိုးများလာနေပါတယ်။သူတို့ကအိမ်တွေ၊လေကွင်းတွေကိုမီးရှို့တယ် ူပင်တွေကိုနှုတ်ပစ်တယ်၊ဂျွာတွေကိုတိုက်ခိုက်ပြီးလက်နက်မဲ့ပါလက်စတိုင်းအရက်သားတွေကိုတိုက်ခိုက်ကြပါတယ်။ကဲတော့သူတို့ဟာအစ္စရေးသိမ်းပိုက်ထားတဲ့စစ်တပ်ရဲ့အကာအကွယ်အောက်မှာနေခင်းကြောင်တောင်မှလူသက်နေကြတာပါ။ဒါအပြင်ဂျေရုဆလင်ဟေဘရွန်နဲ့ဂါဇာကမ်းမြောင်ဒေသကအစ္စလာမ်နဲ့ခရစ်ယာန်ဘာသာရေးနေရာတွေဟာလည်းတိုက်ခိုက်မှုတွေကလည်းမလွတ်ကင်းခဲ့ပါဘူး။ဘလီတွေ၊ချက်ချောင်းတွေနဲ့သင်းကျိုင်းတွေကိုပျက်စီးစေခဲ့ပြီ တမိုင်းဝင်အခြေအနေတွေကိုတည်တည်တတ်တာချိုးဖောက်သလိုနိုင်ငံကဥပဒေပြဋ္ဌာန်းချက်တွေကိုလည်းရှင်းရှင်းလင်းလင်းချိုးဖောက်ရာရောက်ပါတယ်ကျွန်တော်တို့ပြည်သူတွေဘလောက်ပဲခံစားရပါစေအော်တိုဝါလာ9ရက်နေ့ကဟာမတ်ဘွဲရဲ့လုံဆောင်ချက်တွေကိုကျွန်တော်တို့ပယ်ချပါတယ်ဒီလိုရက်တွေဟာအစ္စရေးအရက်သားတွေကိုပြစ်မှတ်ထားပြီးတရားခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါဒီလိုရက်တွေဟာပါလက်စတိုင်းပြည်သူတွေကိုကိုယ်စားမပြုသလိုလွတ်လပ်ရေးနဲ့လွတ်မြောက်ရေးအတွက်သူတို့ရဲ့တရားမျှတတဲ့ရုံးကန်လှုပ်ရှားမှုကိုလည်းကိုယ်စားမပြုပါဘူး ကာဇာကမ်းမြောင်ဒေသဟာပါလက်စတိုင်းနိုင်ငံရဲ့အာဏာခွဲလို့မရတဲ့အစိပ်ပိုင်းတစ်ခုဖြစ်တယ်လို့ကျွန်တော်တို့ခိုင်မာပြောခဲ့ပြီးပါပြီ။ဆက်လက်ပြီးလည်းပြောသွားမှာပါ။ဒီနေရာမှာအုပ်ချုပ်ရေးနဲ့လုံခြုံရေးအတွက်အပြည့်အဝတာဝန်ယူဖို့အသင့်ရှိပါတယ်။ဟာမတ်ဖွဲ့ဟာအုပ်ချုပ်ရေးရဲ့ဘယ်လိုအခန်းကဏ္ဍကမှပါဝင်ရမှာမဟုတ်ပါဘူး။ဟာမတ်နဲ့တခြားဖွဲ့စည်းတွေဟာသူတို့ရဲ့လက်နက်တွေကိုတနိုင်ငံတဥ့တွေနဲ့ ပြည်ဝင်လုံခြုံရေးတပ်ဖွဲ့တစ်ခုတည်းဆိုတဲ့မူဝါဒနဲ့အညီနိုင်ငံတော်အဖွဲ့အစည်းတိဆောက်ရေးလုပ်ငန်းစဉ်ရဲ့အစိပ်ပိုင်းတစ်ခုအနေနဲ့ပါလက်စတိုင်းမျိုးသားအာဏာပိုင်အဖွဲ့အစည်းကိုလွှဲပြောင်းပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ကလက်နက်ကိုင်နိုင်ငံတစ်ခုကိုဘလူလာကြောင်ထက်လောင်းပြောကြလိုပါတယ်။လူကြီးမင်းများခင်ဗျာကျွန်တော်တို့ရဲ့ဒဏ်ရာတွေကနှက်ဆိုင်ပြီးကျွန်တော်တို့ရဲ့ကပ်ဘေးကအကြီးမားလာပါတယ်။ပါလက်စတိုင်းပြည်သူ9တန်းဟာ1948ခုနှစ်တည်းကနေရဲဆုံးဖွာရခြင်းရဲ့ကြေကွဲစရာတွေကိုဆက်လက်ခံစားရနေသေးပါ။ အရှိကျေဇူးစလင်ပါဝင် နောက်ဖက်ကမ်းနဲ့ခါစားကမ်းမြောင်ဒေသကကျွန်တော်တို့ပြည်သူတွေဟာဆယ်စုနှစ်ပေါင်းများစွာကြာမြင့်ခဲ့တဲ့အစ္စရေးရဲ့ကျူးကျော်မှုနဲ့တိမ်ပိုက်မှုဒဏ်တွေကိုခံစားနေရစေဖြစ်ပါတယ်။နှစ်ပေါင်းများစွာကျွန်တော်တို့ပြည်သူတွေဟာတိမ်ပိုက်မှုအောက်မှာတက်ခံရတာအဖမ်းခံရတာအခြေချနေထိုင်မှုတွေပြုလုပ်ခံရတာငွေပစ္စည်းနဲ့နေနေရာတွေခိုးခံရတာတွေကိုရင်ဆိုင်ခဲ့ရပါတယ်။ဒါရီအားလုံးဟာဘာအရေးယူဟန်တားမှုမှမရှိဘဲဆက်ဖြစ်နေတော့မှာပဲ။ ဖိနှိပ်မှုဆုံးရှုံးမှုတွေနဲ့ပြည့်နှက်နေတဲ့နှစ်တွေမှာတိမ့်ပိုက်ခံရတဲ့ပြည်သူတွေကိုအကာအကွယ်ပေးမဲ့စာတိမ့်ပိုက်သူကိုပဲအကာအကွယ်ပေးပြီးလုပ်ပိုင်ခွင့်တွေပေးခဲ့ကြပါတယ်1969ခုနှစ်တည်းကတိမ့်ပိုက်ခံရတဲ့အရှိကျေးဇူးဆိုရင်ပါဝင်ပါလက်စတိုင်းနိုင်ငံပိုင်နယ်မြေပေါ်မှာကျွန်တော်တို့ပါလက်စတိုင်းပြည်သူတွေရဲ့ကိုယ်ပိုင်ပြဌာန်းခွင့်လွတ်လပ်မှုဂုဏ်သိက္ခာလွတ်လပ်ရေးနဲ့ချုပ်ချာအာဏာပိုင်ဆိုင်ခွင့်တွေကိုမှချုပ်ပေါက်ခံရရပါတယ်။ကုလသမဂ္ဂမှာဆုံးဖြတ်ချက်ပေါင်း1000ကျော်ချမှတ်ခဲ့ပေမဲ့ ခုမှအကောင့်ထဲမှာဖော်နိုင်ခဲ့ပါဘူး။နိုင်ငံကရဲ့ကြိုးပမ်းမှုတွေအစာပြိုးမှုတွေအများကြီးရှိခဲ့ပေမဲ့ Palestine ပြည်သူတွေတိမ့်ပိုက်မှုအောက်မှာနေထိုင်ရတဲ့ဒီဂျီကွဲဝဲအခြေအနေကိုသုံးသပ်နိုင်ခြင်းမရှိခဲ့ပါဘူး။1993ခုနှစ်မှာကျွန်တော်တို့ Oslo သဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ပြီးအဲ့ဒီအချက်အားလုံးကိုလိုက်နာခဲ့ပါတယ်။ အစ္စရေးနိုင်ငံကလည်းအတိမတ်ပြုခဲ့ပါတယ်။အဲဒီအချိန်ကအစ္စရေးကလည်းပါလက်စတိုင်းလူမျိုးရေးအဖွဲ့ကိုပါလက်စတိုင်းပြည်သူတွေရဲ့ဒုရဲသောတရားဝင်ကိုယ်စားလှယ်အဖြစ်အတိမတ်ပြုခဲ့ပါတယ်။အဲဒီပေါ်မှာအခြေခံပြီးကျွန်တော်တို့ရဲ့အဖွဲ့အစည်းတွေကိုပြန်လည်ဖွဲ့စည်းခဲ့တဲ့မျိုးသားပြည်ညင်ကိုဖြစ်စဉ်ခဲ့တဲ့အကြမ်းဖက်မှုနဲ့အကြမ်းဖက်ဝါဒကိုပယ်ချပြီးငြိမ်းချမ်းရေးယဉ်ကျေးမှုကိုလက်ခံကျင့်သုံးခဲ့ပါတယ်။ Israel နဲ့ Beijing ရှင်တွဲပြီးငြိမ်းချမ်းလုံခြုံစွာနေထိုင်နိုင်မဲ့ ခင်မီပါလက်စတိုင်းနိုင်ငံရဲ့ဖွဲ့စည်းတွေကိုတိစောက်ဖို့ကျွန်တော်တို့စွမ်းကုန်ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အစ္စရေးကတော့လက်မှတ်ယူထူလာတဲ့သဘောတူညီချက်တွေကိုမလိုက်နာပဲစနစ်တကျဖျက်ဆီးဖို့ပဲလှုံ့ဆော်ခဲ့ပါတယ်။လူကြီးမြတ်များခင်ဗျာလွန်ခဲ့တဲ့၃ရက်ကပဲကျွန်တော်တို့နယူးယောက်မြို့မှာပြင်းထန်တဲ့ Sorry Arabia တို့ပူးတွဲဥက္ကဋ္ဌပြုဆောင်ရွက်တဲ့အစ်င့်မြင့်နိုင်ငံတကာကြီးလာခံတစ်ခုမှာတွေ့ဆုံခဲ့ကြပါတယ်။ကျေပြန်တဲ့နိုင်ငံတကာရဲ့တရားမှုနဲ့စီးလုံးညီညွတ်ရဲ့ယက်တိချက်တွေနဲ့အတူပါလက်စတိုင်းနိုင်ငံကိုအတိမတ်ပြုခြင်း၊တိမ့်ပိုက်မှုကိုအဆုံးသတ်ခြင်းနဲ့ ပါလက်စတိုင်းနဲ့အစ္စရေးပြည်သူနှစ်ဦးစလုံးအတွက်ညှို့လင်းချက်ပြန်လည်ရရှိစေခြင်းတို့ကလည်းတစဉ်ဒီသမိုင်းဝင်ပြိပခါကိုအဆုံးသတ်ဖို့စစ်မှန်တဲ့နိုင်ငံတကာရဲ့ဆန္ဒကိုပေါ်ပြခဲ့ကြပါတယ်။ဒီနေရာမှာပါလက်စတိုင်းပြည်သူတွေကိုစားအကြသေးမီကပါလက်စတိုင်းနိုင်ငံကိုအတိမပြုခဲ့တဲ့နိုင်ငံအားလုံးနဲ့မကြခင်မှာအတိမပြုကိုရည်ရွယ်ထားတဲ့နိုင်ငံအားလုံးကိုကျေးဇူးတင်ကြောင်းနဲ့တံပိုးထားကြောင်းကြေညာလိုပါတယ်။အတိမပြုမပြုရသေးတဲ့နိုင်ငံအားလုံးကိုလည်းပါလက်စတိုင်းနိုင်ငံကိုအတိအမှတ်ပြုပေးဖို့တိုက်တွန်းပါတယ်။ကုလသမဂ္ဂမှာပါလက်စတိုင်းကိုအပြည့်အဝ အဖွဲ့ဝင်အဖြစ်ရရှိထောက်ခံပေးကြဖို့လည်းတောင်းဆိုပါရယ်ကျွန်တော်တို့ဟာ1988နဲ့1993ခုနှစ်တွင်မှာအစ္စရေးနိုင်ငံတည်ရှိခွင့်ကိုတိမှတ်ပြုခဲ့ပြီးသားဖြစ်ကြောင်းနဲ့ခုချိန်ထိလည်းအဲ့ဒီအခွင့်အရေးကိုအတိမတ်ပြုစေဖြစ်ကြောင်းမှတ်သားစေလိုပါရယ်ဒီကိစ္စနဲ့ပတ်သက်ပြီးပါလက်စတိုင်းနိုင်ငံကိုအတိမတ်ပြုခဲ့တဲ့ဂျင်တစ် UK ၊ကနေဒါ၊ဩစတြေးလျ ဘရက်ဂျီယန်ပေါ်တူဂီလူဇင်ဘတ်မော်တာမိုနာကိုဆာမာရီနိုအန်ဒရိုရာနဲ့ဒိမတ်နိုင်ငံတို့ကိုလည်းကျေးဇူးတင်ပါတယ်အရှင်ကလေးကပါလက်စတိုင်းနိုင်ငံကိုအတိမတ်ပြုခဲ့တဲ့နိုင်ငံပေါင်း149နိုင်ငံလုံးကိုလည်းကျေးဇူးတင်ပါတယ်ဒီမုံမြတ်တဲ့ရည်ရည်ချက်ကိုကျွန်တော်တို့ပြည်သူတွေဘယ်တော့မှမေ့မှာမဟုတ်ပါဘူးဒီနီလာကံကိုဥက္ကဋ္ဌပြဆောင်ရွက်ပေးခဲ့တဲ့ Sorry Arabia ပြင်သစ်နဲ့ United Kingdom တို့ရဲ့ခန်းကဏ္ဍကိုလည်းအချီးကျူးကုန်ပြုလိုပါတယ်။လုပ်ငန်းအဖွဲ့မျိုးမျိုးကိုဥဆောင်ခဲ့ကြတဲ့နိုင်ငံတွေနိုင်ငံကငြိမ်းချမ်းရေးမဟာမိတ်အဖွဲ့မှာပါဝင်ပြီး ဆက်လက်ပါဝင်နေတဲ့နိုင်ငံအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။လူမျိုးရုံးတပ်ဖြတ်မှုကိုရပ်တန့်ဖို့၊သိမ်းပိုက်မှုကိုအဆုံးသတ်ဖို့နဲ့ငြိမ်းချမ်းရေးရရှိဖို့ကျွန်တော်တို့ရဲ့ကြိုးပမ်းမှုတွေကိုထောက်ခံပေးနေတဲ့နိုင်ငံတွေကိုလည်းကျေးဇူးတင်ပါတယ်။ကမ္ဘာတဝန်းကပါလက်စတိုင်းပြည်သူတွေရဲ့လွတ်လပ်ရေးနဲ့လူမျိုးရေးအခွင့်အရေးတွေကိုထောက်ခံဆန္ဒပြခဲ့ကြပြီးစစ်ပွဲဖျက်ဆီးမှုနဲ့အငက်ဘေးကိုရပ်တန့်ဖို့တောင်းဆိုခဲ့ကြတဲ့ပြည်သူတွေနဲ့ဖွဲ့စည်းအားလုံးကိုကျွန်တော်တို့လေးစားတန်ဖိုးထားပါတယ်။ ကောလက်စတရိုင်းရဲ့တသားရရှိမှုကိုဂျူမုံလီဝါရာနဲ့ရောထွေးရှုပ်ထွေးအောင်လုပ်တာကိုကျွန်တော်တို့ပယ်ချပါတယ်။ဂျူမုံလီဝါရာဆိုတော့ကျွန်တော်တို့ရဲ့တန်ဖိုးတွေအခြေခံမှုတွေအရပယ်ချတဲ့အရာဖြစ်ပါတယ်။နိုင်ငံတကာငြိမ်းချမ်းရေးညီလာခံရဲ့ရလဒ်တွေကိုကြိုဆိုတဲ့အနေနဲ့ဒီကနေ့ထွေထွေညီလာခံရှေ့မောက်မှာအောက်ပါအချက်တွေကိုထပ်လောင်းတင်ပြလိုပါတယ်။၁ဂါဇာမှာစစ်ပွဲကိုချက်ချင်းနဲ့အမြဲတမ်းရပ်ဆဲဖို့လိုအပ်ပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းတွေကတစဉ်လူသားချင်းစာနာမှုအကူအညီတွေကိုကျဉ်းကျပ်မရှိဝင်ရောက်ခွင့်ပြုပြီးအငတ်ဘေးကိုလက်နက်တပွဲအသုံးချခြင်းကိုရပ်တန့်ရပါမယ်။ဒီနေရာမှာအကူအညီတွေပေးပို့ကြတဲ့ဤနောင်ရင်းချနိုင်ငံတွေ၊မိတ်ဆွေနိုင်ငံတွေနဲ့အဖွဲ့အစည်းတွေကိုကျေးဇူးတင်ပါတယ်။အပစလုံးကတစားကန်တွေနဲ့ချင်းသားတွေအားလုံးကိုလွတ်ပေးရပါမယ်။တိမ်ပိုက်ထားတဲ့တပ်ဖွဲ့တွေခါစားတမ်းမြောက်ဒေသကနေအပြီးပိုင်းဆုတ်ခွာပေးရပါမယ်။နေရဆုံးပါစေမယ့်အစီအစဉ်တွေကိုပယ်ချပြီးခြေချနေထိုင်သူတွေရဲ့အကြံဖတ်မှုတိမ်ပိုက်မှုခေါင်းစဉ်အောက်က ပါလက်စတိုင်းပြည်နယ်ပိုင်ဆိုင်မှုတွေကိုခိုးယူခြင်းဘာသာရေးဆိုင်ရာမြင့်မတဲ့နေရာတွေမှာလက်ရှိအခြေအနေကိုစော်ကားတိုက်ခိုက်ခြင်းတွေကိုအဆုံးသတ်ရပါမယ်။ဒီလိုရက်တွေအလုံးဟာဂါဇာအနောက်ဘက်ကနေဂျေရုဆလင်မှာနိုင်ငံတစ်ခုအဖြစ်ကိုပြည်စည်းစေတဲ့တစ်ဖက်သက်လှုပ်ဆောင်ချက်တွေဖြစ်ပါတယ်။ပါလက်စတိုင်းနိုင်ငံဟာဂါဇာကမ်းမြောင်ဒေသရဲ့အုပ်ချုပ်ရေးကော်မတီကနေစပြီးတာဝန်အပြည့်အဝရှိရပါမယ်။ဒီကော်မတီကိုပါလက်စတိုင်းရဲ့အစိုးရဝန်ကြီးတဦးကဥက္ကဋ္ဌပြုဆောင်ရွက်ပြီးဂါဇာကိစ္စရပ်တွေကိုယာယီကာလတစ်ခုအတွက်စီမံခန့်ခွဲမှာဖြစ်ပါတယ်။ ပြီးရင်နောက်ဖက်ကန်းနဲ့ပြန်လည်ချိတ်ဆက်သွားမှာပါဒီလုပ်ငန်းစဉ်တွေအားလုံးကို RN နဲ့နိုင်ငံတကာရဲ့ပါဝင်မှုနဲ့အတူကုလသမဂ္ဂရဲ့အောက်မှာဂါဇာကအရက်သားတွေကိုအကာအကွယ်ပေးပြီးပါလက်စတိုင်းတပ်ဖွဲ့တွေကိုအစားထိုးတာမဟုတ်ပဲအထောက်အပံ့ပေးဖို့လှုံ့ဆော်သွားမှာပါဂါဇာကမ်းမြောင်ဒေသမှာနေထိုင်သူတွေနေရက်ဆုံးဖွာရခြင်းမရှိပဲသူတို့မျိုးပေါ်မှာဆက်လက်နေထိုင်ခွင့်ကိုအာမခံရပါမယ်ကာဇာနဲ့အနောက်ဖက်ကမ်းနှစ်ခုလုံးမှာပြန်လည်ထူထောင်ရေးနဲ့ပြန်လည်တည်ဆောက်ရေးအစီအစဉ်တစ်ခုခုအကောင်အထည်ပေါ်ရပါမယ်။ အစ္စရေးနိုင်ငံကမတရားသိမ်းဆီးထားတဲ့ပါလက်စတိုင်းအခွန်ငွေတွေကိုပြန်ပေးရပါမယ်။စီးပွားရေးပိတ်ဆို့မှုတွေနဲ့ပါလက်စတိုင်းမျိုးတွေရွာတွေနဲ့ဒုက္ခသည်စခန်းတွေပေါ်ကအတားအဆီးတွေကိုဖယ်ရှားပေးရပါမယ်။ပြည်ဝင်ပြောင်းလဲရေးအတွက်ကျွန်တော်တို့ရဲ့မျိုးသားရေးကြိုးပမ်းမှုကိုထောက်ခံပေးပြီးစစ်ပွဲအပြီးတနည်းတွင်သမရနဲ့ပါလီမန်ရွေးကောက်ပွဲတွေကျင်းပရပါမယ်။ လက်တွေ့လှုပ်ဆောင်မှုတွေစတင်နေပါပြီ။ယာယီဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ကော်မတီတစ်ခုဖွဲ့စည်းထားပြီး၃လအတွင်းမှာအပြီးသတ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့အာဏာပိုင်အဖွဲ့အစင်ကနေနိုင်ငံတော်အစင်ကိုကူပြောင်းနိုင်မှာပါ။ကျွန်တော်တို့ဟာနိုင်ငံကဥပဒေတရားဥပဒေစိုးမိုးရေးနဲ့ပေါင်းစုံပါဝင်မှုကိုလိုက်နာပြီးအာဏာကိုငြိမ်းချမ်းစွာလွှဲပြောင်းပေးတဲ့ခင်မီဒီမိုကရေစီနိုင်ငံတစ်ခုကိုလိုလားပါတယ်။မျိုးသမီးတွေနဲ့လူငယ်တွေကိုစိုင်းရိမ်မြင့်တင်ပေးဖို့လည်းအထူးပဲစိတ်အားထက်သန်ပါတယ်။ မေရိကန်သမ္မတဒေါ်နယ်ထရန့် sorry အာရေဗီယာပြင်သစ်ကုလသမဂ္ဂနဲ့မိဖက်အားလုံးနဲ့အတူစက်တင်ဘာလ22ရက်နေ့ကကျင်းပခဲ့တဲ့ညီလာခံမှာအတည်ပြုခဲ့တဲ့ငြိမ်းချမ်းရေးအစီအစဉ်ကိုတရားမျှတတဲ့ငြိမ်းချမ်းရေးနဲ့ဒေတာရင်းပူးပေါင်းဆောင်ရွက်မှုစီဥတည်စေမဲ့နီလန်းနဲ့အကောင့်တွေပေါ်ဖို့အသင့်ရှိကြောင်းကြေညာပါတယ်။လူကြီးမင်းမခင်ဗျာဒီကနေ့ကျွန်တော်တို့ရှင်းရှင်းလင်းလင်းပြောချင်တာကတော့တရားမျှတမှုမရှိရင်ငြိမ်းချမ်းရေးကိုရနိုင်မှာမဟုတ်ပါဘူး။ ဝါလက်စတိုင်းလိုမျိုးချင်းမရှိရင်လေတရားမျှတမှုရှိလာမှာမဟုတ်ပါဘူးကျွန်တော်တို့ဟာဘွာဘွာကတခြားလူတွေလိုပဲလွတ်လပ်မှုလုံခြုံမှုနဲ့ငြိမ်းချမ်းမှုတွေနဲ့နေထိုင်ကြပါတယ်1969ခုနှစ်နယ်နမိတ်တွေအတိုင်းမြို့တော်အဖြစ်အရှေ့ဂျေရုဆလင်နဲ့အတူချုပ်ချာအာဏာပိုင်လွတ်လပ်တဲ့နိုင်ငံတစ်ခုမှာကျွန်တော်တို့ရဲ့အိမ်နီးချင်းတွေနဲ့အတူလုံခြုံငြိမ်းချမ်းစွာနေထိုင်ကြပါတယ် ကျွန်တော်တို့ကဂျမ်းဖတ်မှုလက်နက်နဲ့အစွမ်းရောက်မှုတွေပြင်ဆင်တဲ့ခင်မီအာရနိုင်ငံတစ်ခုကိုလိုချင်ပါတယ်။ဥပဒေလူ့အခွင့်အရေးတွေကိုလေးစားပြီးစစ်ပွဲနဲ့ပြည်ပခါတွေမှာရင်းနှီးမြှုပ်နှံမဲ့အစားလူဖွံ့ဖြိုးတိုးတက်မှုမိပညာနဲ့ပညာရေးတို့မှာရင်းနှီးမြှုပ်နှံမဲ့နိုင်ငံမျိုးကိုလိုချင်ပါတယ်။ပါလက်စတိုင်းပြည်သူတွေဟာသူတို့ရဲ့တရားဝင်အခွင့်အရေးဖြစ်တဲ့သိမ်းပိုက်မှုကနေလွတ်မြောက်ခွင့်ကိုရရှိဖို့နဲ့ကျွန်တော်တို့ရဲ့အခွင့်အရေးတွေကိုညှင်းပယ်ပြီးမတရားမှုဖိနှိပ်မှုနဲ့စော်ကားမှုတွေကိုဆက်လက်ကျူးလွန်နေတဲ့အစ္စရေးနိုင်ငံရဲ့သဘောအတိုင်း င်းခြေလေခံတစားခံဘဝကနေလွမြောက်ဖို့နိုင်ငံတကာအတိုင်းအဝိုင်းကတရားမျှတစွာစောင့်ရပေးရမယ့်အချိန်ရောက်ပါပြီကျွန်တော်တို့ရှေ့ဆက်ရှောင်းလန်းနေမှာဖြစ်ပြီးကျွန်တော်တို့ရဲ့အခွင့်အရေးတွေရရှိဖို့ငြိမ်းချမ်းတဲ့တရားဟုတ်တွေနဲ့အညီဖြစ်တဲ့တန်တမာရေးရတိုက်ပွဲတွေကိုဆက်လက်ဆင်နွှဲသွားမှာပါဒီကုန်းချုပ်အနေနဲ့ကျွန်တော်တို့ရဲ့ဌာနေဒီပရောက်ကဘာရရရကတာသမီတွေကိုပြောချင်တာကတော့ကျွန်တော်တို့ရဲ့ဒဏ်ရာတွေဘလောက်ပဲတွေးထွက်နေပါစေ ဒီဒုက္ခဝေဒနာဘလောက်ပဲကြာရှည်နေပါစေအသက်ရှင်နေထိုင်လို့ရကျွန်တော်တို့ရဲ့စိတ်ဓာတ်ကိုဘယ်တော့မှချိုးဖက်နိုင်မှာမဟုတ်ပါဘူးလွတ်လပ်ခြင်းအာယုံဥဟာပေါ်ထွက်လာမှာဖြစ်ပြီးပါလက်စတိုင်းအလန်တော်ဟာကျွန်တော်တို့ရဲ့ကောင်းငင်မှာဂုံတိတ်ခါကြံ့ခိုင်မှုနဲ့တိမ့်ပိုက်မှုတပိုးတွေကနေ လူမျိုးချင်းတင်ပြတာအဖြစ်ခွင့်ထူနေမှာပါ။ပါလက်စတိုင်းဟာကျွန်တော်တို့ပိုင်နေဂျေရုဆလင်ဟာကျွန်တော်တို့နှလုံးသားရဲ့ယန္တနာဖြစ်ပြီးကျွန်တော်တို့ရဲ့ထာဝရမြို့တော်ဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ဌာနေကိုစွန့်ခွာမှာမဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့မြေကိုစွန့်ခွာမှာမဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့ပြည်သူတွေဟာတန်လွင်ပင်တွေလိုအမြင့်တွေပြီးကြောက်ဆောင်တွေလိုခိုင်မာနေမှာပါ။ကျွန်တော်တို့ဟာပြည်စည်းတွေအောက်ကနေရုံထားပြီးတိဆောက်သွားမှာဖြစ်တယ်လို့ကျွန်တော်တို့ရဲ့မင်္ဂလာရှိပြီးမြင့်မြတ်တဲ့မြေကနေ မျောလင်းကျက်သတင်းစကားတွေအမှန်တရားနဲ့တရားမျှတမှုရဲ့အတန်တွေကိုပို့လို့ပြီးကျွန်တော်တို့ဒေတာနဲ့ကမ္ဘာတဝန်းလုံးကပြည်သူတွေအတွက်တရားမျှတတဲ့ငြိမ်းချမ်းရေးတရားကိုတည်ဆောက်သွားမှာပါ။ရာသခင်ရဲ့ငြိမ်းချမ်းခြင်းကရုဏာတော်နဲ့ကောင်းကြီးမင်္ဂလာများတင်တို့ပေါ်ကြားရောက်ပါစေ။